အိန္ဒိယနိုင်ငံမနီပူရာပြည်နယ်မှာအသက်9နှစ်အရွယ်ချင်းစစ်ဘေးရှောင်ကလင်းငယ်တဦးအမှပြုကျင့်တပ်ဖြတ်ခံခဲ့ရပါတယ်။ဒီလ20ရက်နေ့မှာအိန္ဒိယနိုင်ငံမနီပူရာပြည်နယ်ထူရာချန်ပူမြို့မှာတိတိမြို့နယ်ဆယ်စန်းရွာကနေအသက်9နှစ်အရွယ်ချင်းစစ်ဘေးရှောင်ကလင်းမလေးတဦးအမှပြုကျင့်တပ်ဖြတ်ခံခဲ့ရကြောင်းအိန္ဒိယအရှိမျောက်မီဒီယာတွေရဲ့ဖော်ပြချက်အရသိရှိရပါတယ်။ တေဆုံးသူကလေးမလေးဟာတိတိမြို့နယ်ဆယ်ဆန်းရွာကနေအမေအကိုနဲ့မောင်လေးတို့နဲ့အတူမဏိပူရပြည်နယ်လမ်ခမြို့မှာစစ်ဘေးဒုက္ခသည်အဖြစ်နေထိုင်ကြသူတွေဖြစ်ကြောင်းသိရပြီးတော့ Wave Mart Academy ကျောင်းမှာလည်းဒုတိယဒဏ်တက်ရောက်နေသူဖြစ်ကြောင်းသိရပါတယ်။ ီလ20ရက်နေ့ညနေ6:00နာရီခွဲမှာကလေးမလေးကိုနောက်ဆုံးတွေ့ရှိခဲ့ရဖြစ်ပြီးတော့နေအိမ်ကိုပြန်ရောက်လာခြင်းမရှိတဲ့အတွက်မိသားစုကရှာဖွေခဲ့ပေမဲ့လည်းမတွေ့ရှိတဲ့နောက်ဆုံးဒေသခံတာဝန်ရှိသူတွေထံတိုင်ကြားပြီးတော့ရှာဖွေခဲ့တဲ့အချိန်မှာည7:00နာရီခွဲမှာတော့လေပင်တန်ရာနဲ့သွေးစွန်းထင်နေတဲ့ကလေးမလေးရဲ့အလောင်းကိုသူတို့နေထိုင်ရာ relief camp compound တနေရာမှာတွေ့ရှိခဲ့ကြောင်းသိရပါတယ်။ အရမပြည့်ချင်းတက်ဖြတ်ခံရတာလို့ယူဆရပြီးတော့အလောင်းကိုခရိုင်ဆေးရုံမှာပို့ဆောင်စစ်ဆေးနေကြောင်းအိန္ဒိယမီဒီယာတွေကရေးသားနေကြပါတယ်။မက်လ22ရက်နေ့ညမှာတိတ်ဆုံးသူကလေးမလေးအတွက်ဖျောင်းတိုင်မီထွန်းဆူတောင်းပွဲပြုလုပ်ခဲ့ပြီးတော့ဒေသအလွှာဆောင်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာတော့တန်တရားရှိသူ25ဦးကိုဒေသရဲတပ်ဖွဲ့ကဖမ်းဆီးစစ်ဆေးနေပြီးတော့တရားခံဖြစ်နိုင်ခြေအရှိဆုံးတအူကိုရဲတပ်ဖွဲ့က အထူးဆက်လက်စစ်ဆေးနေတယ်လို့သိရပါတယ်။တရခံကိုဖမ်းဆီးပြီးတော့ထိုက်တန်နဲ့ပြစ်ဒဏ်ပေးနိုင်တဲ့အထိဆက်လက်ဆောင်ရွက်သွားမယ်လို့လည်းသိရပါတယ်။လက်ရှိမှာတော့ကျူးလွန်ခဲ့ရသူကလေးမလေးရဲ့ရုပ်အလောင်းတကြိုမဲ့အချိန်နဲ့ပတ်သက်ပြီးတော့တတ်မှတ်ထားခြင်းမရှိသေးဘဲနဲ့ကျူးလွန်သူကိုဖမ်းဆီးရမိတဲ့အထိတကြိုချင်းမပြုတ်လို့ကိုလည်းတောင်းဆိုနေကြတယ်လို့သိရပါတယ်။ဆိုတော့ကလေးမလေးရဲ့တိတ်ဆုံးမှုနဲ့ပတ်သက်ပြီးတော့ကို့အမြင်တွေကိုအောက်က comment မှာရေးပေးခဲ့ပါအောင်နော်။